ကျွန်တော်ဒီနေ့လုပ်ပေးမယ့် tutorial လေးကတော့ Pro 2မှာ MIDI file ကို MIDI track ပေါ့နော် MIDI track ကို wave file ပြောင်းတဲ့နည်းပါအဲ့ဒီပြင်ကျွန်တော် virtual instrument လို့ခေါ်တဲ့ VST instrument track တွေကိုတီးခတ်ပြီးတော့ကျွန်တော် music တွေဖန်တီးတဲ့အချိန်မှာ VST တစ်ခုနှစ်ခုလောက်ဆိုရင်ပြဿနာမရှိပေမဲ့ကျွန်တော်၄-၅ line ဥမာ bass တွေရော drum တွေရော keyboard line တွေရောအဲ့ဒါမျိုးတွေအများကြီးတီးလာတာများတာနဲ့များဒီကောင်တွေက CPU တအားအုပ်ပါတယ် CPU တအားအုပ်တဲ့အတွက်ငကိုတွေကမှ Pro 2က CPU စားနှုန်းကျန်းတဲ့အခါကျတော့ဒီကောင်တွေကပါ Wi-Fi ဆိုင်ဆက်ကလေးပြီးတော့ error ဖြစ်တာတွေထိုးရက်သွားတာတွေဖြစ်ပါတယ်။အဲ့ဒီအတွက် VSC thread တွေကိုအများကြီးတီးပြီးသွားရင် ကျွန်တော်တို့ကဒီလို Wi-Fi ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်စိတ်ကြိုက်တီးပေါ့စိတ်ကြိုက်တီးပြီးသွားတဲ့အခါကျရင် Wi-Fi ပြောင်းလိုက်ပါ။အဲ့ဒါဆိုလို့ရှိရင် logo တီးထားတဲ့ instrument thread ကိုဖြတ်เสียမလို့ဘူးကျွန်တော်ခဏ in app တက်လောက်လိုက်လို့ရှိရင်ဒီကောင်က CPU မစားတော့ဘူးအလုံးမလုံးတော့ဘူးခဏ hide ထားလိုက်တာပေါ့ ဲ့ချိန်မှာ CPU စားနှုန်းကထိုးကြတော့လေမယ် AC တက်သာသာလေးနဲ့အလုပ်ကိုပေါ်ပါပါလေးလုပ်လို့ရပါတယ်ကျွန်တော်လိုအပ်လို့ပြန်ပြင်နေတယ်ဆိုရင်လည်းအဲ့ဒီကောင်ကိုပြန်ဖော်ပြီးတော့ပြန်ပြင်လို့ရပါတယ်အဲ့တော့ကျွန်တော်စလိုက်အောင် new track ခေါ်မယ် new track မှာကျွန်တော် instrument track ကိုခေါ်လိုက်ပါမယ် studio ပဲထားလိုက်မယ် create ပြီးတော့ရင်ကျွန်တော် instrument ခေါ်ထည့်ဖို့အတွက်ဒီ track ရဲ့အပေါ်ကဒီ ကောင်လေးကိုမြားအောက်မြားလေးကိုနှိပ်လိုက်ပါအဲ့ဒီမှာကျွန်တော် insert ae ဆိုတာကိုဖွင့်မယ်နောက်တစ်ခုကအဲ့ဒီထဲမှာပဲ io ဆိုတဲ့ဟာကိုဖွင့်ပါမယ် io ကတော့ input output setting မှာအဲ့ဒါပါဖွင့်ရပါမယ်ဒီနှစ်ခုကိုဖွင့်ထားပြီဆိုရင် insert ae မှာကျွန်တော်အရင်ဆုံး plug in ထည့်မယ်ကျွန်တော် ik multimedia sample တက်မယ်ထည့်လိုက်မယ်ဟုတ်ပြီအဲ့မှာမှကျွန်တော်လွယ်လွယ်ကူကူ pn node လေးပဲထည့်လိုက်မယ် ါဆိုပီအန်နိုတန်ရပြီအဲ့ထက်မှမှကျွန်တော်ပက်တန်ဆိုတော့နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာပီအန်နိုအတွက်ပက်တန်လေးရှိတယ်အဲ့ထဲကဟိုကတစ်ခုပေါ့အဲ့လိုဆွဲထည့်လိုက်မယ်ကျွန်တော်မတီးကျင်တော့လို့နမူနာလေးပေါ့ဆွဲထည့်ပြီးတော့ဒါကိုဖွင့်ကြည့်လိုက်မယ်ဟုတ်ပြီဒီဟာလေးကိုပဲကျွန်တော်နမူနာအနေနဲ့ wave file ပြောင်းမယ်ပြောင်းမယ်ဆိုရင်အဲ့လိုပဲ instrument track ခေါ်မယ် sorry ဒီ truck ကကျွန်တော် truck ကဒီအရလုပ်ပြီးသွားရင် truck ကနယူး truck ကိုခေါ်မယ်ဒီမှာ studio ထားမယ် audio track create လုပ်လိုက်မယ်ဒီကျွန်တော် sample တိုင်းရဲ့ midi truck မှာဒီမှာ output ရှိတယ်လောတယ်တော့သူက midi truck ဖြစ်တဲ့တော့ no input မရှိဘူး input မရှိဘူးပေါ့နော် no input လို့ပြနေတယ် output ကတော့ကျွန်တော် ကျွန်တော်သုံးထားတဲ့ယမဟာစောင်းကပ်ရဲ့အောက်ပိုးကိုပြနေတယ်။အဲ့ဒီဟာကိုကျွန်တော်နှိပ်လိုက်မယ်။ပြီးရင်သူ့ကိုဘတ်ကိုပေးလိုက်မယ်။ဘတ်1 2အဲ့ဒီကောင်ကိုပေးလိုက်မယ်။ဒါဆိုရင်ဒီစံပယ်တန်ကတီးထားတဲ့ midi file တွေကဒီ bus 12တွေကိုရောက်သွားမယ်။ဒီအချိန်မှာဖွင့်ကြည့်တော့အတန်ထွက်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူ့ကိုကျွန်တော်အောက်ပေါ်စောင်းကပ်နဲ့မချိတ်ထားတော့လို့။ပြီးရင်ကျွန်တော်အောက်က audio track ရှိမယ်။ audio track မှာ input ကို ကျွန်တော်ကအဲ့လိုပဲ bus ကိုယူပြီးတော့ input မှာ bus 1 2ပေးလိုက်ဆိုလိုတဲ့သဘောကတော့ဗျာဒီ sample တက်ကတီးလိုက်တဲ့တီးထားတဲ့ midi file တွေအကုန်လုံးကထွက်လာတဲ့အသံတွေအကုန်လုံးကဒီ bus 1 2တွေကိုဝင်မယ် bus 1 2တွေကနေမှဒီ audio track တွေကိုသွားမယ်ဒီ audio track နဲ့ဒီမှာတီးထားတာတွေကိုပြန်ဖမ်းပါအဲ့တော့ဒီကောင် record နှိပ်မယ်နှိပ်ပြီးဖွင့်ကြည့်မယ်ဒီမှာ အသံမကြားရဘူး ော် audio track ဖြစ်နေလို့ဒီ midi file အတန်တွေကိုဒီမှာလာမထုတ်ပေးဘူးအဲ့ဒါတွေကိုကြားကျင်နေဆိုရင်ကျွန်တော်ကဒီ i လေးကို on ထားလိုက်ဒီ audio track ကအဲ့တော့ဒီ i လေးကို record သွင်းနေတဲ့အချိန်မှာတော့ကြားရမယ်ကျွန်တော်နားထောင်နေတဲ့အချိန်မှာတော့ i လေးကို on ပေးရမယ် i on ရင်အတန်မကြားဘူး i on ပိတ်လိုက်မယ်ရတယ်ကျွန်တော်ဒါလေးကို record ဖမ်းလိုက်မယ်ဒီမှာကျွန်တော် record ကိုနှိပ်လိုက်မယ် ြီးသွားပြီပြီးသွားပြီဆိုရင်ကျွန်တော်ပြန်နှောင်းညင်းတယ်ဒါဆိုရင်ကျွန်တော်လွယ်လွယ်ကူကူ MIDI file ကို WAV file ပြောင်းပြီးသွားပြီ။အဲ့တော့ဒီဒါကိုတေချအောင်ဒီမှာကျွန်တော် instrument VST track ကို mute လုပ်လိုက်မယ်။နားထောင်ကြည့်လိုက်မယ်။ဟုတ်ပြီနော်။ဒါဆိုရင်ကျွန်တော်ဒီ ထရက်မှာကျွန်တော်စိတ်တိုက်ဖန်တီးဖန်တီးလို့ပြီးသွားပြီဆိုရင်အချောတက်ပြီးသွားပြီဆိုရင်ဒီကောင်ကိုအဲ့လို wave file ပြောင်းလိုက်မယ်ဆိုရင်ကျွန်တော်စက်ရဲ့ CPU စားနှုန်းကအရင်တက်တာအောင်မှာဖြစ်ပါလေအဲ့တော့ဒီကောင်ကိုကျွန်တော်တို့က in app တိလုံးလိုက်လို့ရတယ်ဒီကောင်ကိုကျွန်တော် in app တိလုံးမယ် in app တိလုံးမယ်ဆိုတော့ဒီ instrument ရဲ့ track ရဲ့အပေါ်မှာညာကလစ်နှိပ်လိုက်ပါညာကလစ်နှိပ်လိုက်ရင် high ရှိတယ် high and mate in edit ဆိုတာရှိတယ်အဲ့ဒီ high and mate inactive ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီကောင်ထွက်ပါပျောက်သွားပြီသူ့ကိုလုံးဝအလုံးမလုပ်တော့ဘူးအလုံးလုံးမလုပ်တော့ဖြစ်တဲ့ဒီ produce software ကအရန်ပော့ပါသွားပြီပေါ့နော်တကယ်လို့ကိုကမလိုအပ်လို့ဒီကောင်ကိုပြန်ပြင်ရတော့မယ်ပြန်ပြီးတော့ရေးစရာတွေရှိတယ် MIDI ပြန်တီးစရာတွေရှိတယ်ဆိုရင်ပြန်ဖော်ခြင်းလည်းဆိုရင်လည်းလွယ်ကူပါတယ်ဒီဘက်ဘေးမှာဒီ truck ဆိုပြီးရှိတယ်အဲ့ truck မှာဒီကောင်အဆက်ကလေးကို on ပေးလိုက်ဒါဆိုရင်ဒီကောင်ပြန်ပေါ်လာမယ်အဲ့ဒီပုံမှာညာကလေးနှိပ် မိတ် ethics ဆိုတာလေးကိုနှိပ်လိုက်ဒီကောင်ပုံမှန်တိုင်းအလုပ်ပြန်လုပ်ပြီကျွန်တော်ပြင်ညာရေးပြင်ရေးညာရေးရေးပြီးခုနလိုပဲ weight ပြန်ပြောင်းမယ်ပြီးရင်ဒီကောင်ကိုဒီကောင်ကို high end made in ethics ဆိုပြီးတော့ခုနကတိုင်းမယ်ပြန်ပြီးတော့နှိပ်လိုက်ဒါဆိုပြန်ပြောက်သွားပြီကျွန်တော် producer wear ကိုပေါ့ပေါ့ပါပါလေးတုံဆွဲလို့ရသွားပြီဒီနီလန်လေးဟာကျွန်တော် VST instrument နေနဲ့တီးတတ်တဲ့ music producer တွေအတွက်အရန်အရေးပါတဲ့ function လေးတစ်ခုဖြစ်ပါတယ်မသိသေးတဲ့လူတွေအတွက် ကျွန်တော်မျှဝေပေးလိုက်တာပါအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဟိုသိကြတာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်